သူညီမလေးတယောက်ကပေါ့နော်ဒီ item ကုတ်တည်းကျွန်တော်လာမိထားလေးရှိတယ်ပေါ့ item ကုတ်တည်းရိုက်လိုက်တာနဲ့သူက item name နေကြာကျင်နေပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဘယ် formula တွေကိုတုံးလို့ရမလဲပေါ့ပြီးတော့ဒီသူရဲ့ store ဆိုင်လေးအတွက်ပေါ့လေဒီ store စီးရင်းလေးတွေကိုသူဘယ်လိုထိန်းရမလဲဆိုတာလေးတစ်ချက်မိထားလေးရှိလို့အဲသူ့ကိုလည်းပြပြရင်းနေပေါ့နော်ဒီ video file လေးကိုလုတ်ဖြစ်တာဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်ကကျွန်တော်ဒီအရင်ဆုံးပေါ့နော်ကျွန်တော် index ဒီ item ကုတ် ကိုရိုက်ထိုက်လိုက်တာနဲ့ item နှိမ့်ကြကျင်တာကတော့ vlookup တာမမဟုတ်ဘူးဆိုရင် index and match function ကိုအသုံးပြုရမှာပေါ့နော်အဲကျွန်တော်ဒီမှာ index and match function အသုံးပြုနည်းလေးကိုကျွန်တော်ဗီဒီယို file လေးတစ်ခုလုပ်ထားပေးပါတယ် index and match function file အသုံးပြုပုံလေးကတော့အဲ့မှာကြည့် ကြည့်ပေးပါပေါ့เนาะဒီမှာတော့ကျွန်တော်အဓိကတော့ဒီကျွန်တော်ရဲ့ data တိဆောက်ပုံလေး structure data structure လေးနဲ့ vlookup ရဲ့အသုံးပြုပုံလေးကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် COE ရှိရယ်ပေါ့เนาะကျွန်တော် account code တွေထောင်ထားတယ်ပြီးတော့ supplier list တွေ customer list တွေရှိရယ်ပေါ့เนาะအဲ inventory ပြီးတော့ inventory list ပေါ့เนาะဒါကတော့ inventory inventory list ပါအဲကျွန်တော်ဒီမှာအဓိကရှင်းပြမှာပေါ့နော်ကျွန်တော်ရဲ့ inventory list လေးမှာဆိုရင်ကျွန်တော် senior number ပါမယ် item name ပါမယ်ပေါ့နော်ပြီးတော့ item ကုတ်လာမယ်အဲပြီးတော့ group လာမယ်အဲကျွန်တော်အသုံးပြုရဲဟိုပေါ့နော် using ဟိုအသုံးပြုရဲ machine ပါမယ် subtype main type ပေါ့နော်ဒီမှာ part number ရှိရင်ထည့်မယ် unit of measure ပေါ့လေဒါရရတော့ကျွန်တော်တို့ကျွန်တော်တို့ဒီလုပ်ငန်းလိုအပ်ချက်အရာလေးတွေထည့်နိုင်တယ်ပေါ့နော်အဲဒီနေရာမှာဆိုရင်ကျွန်တော်က senior number လေးတွေကိုတော့ကျွန်တော်ကကောက်အေးနဲ့ပေါ့နော် ူထားတာဒီမှာ item name ရိုက်လိုက်တာနဲ့ဒီ senior number တွေကသူ့လိုလို auto parallel အောင်လေကျွန်တော်လုပ်ထားတာပါဒီလိုလုပ်တဲ့အဒီမှာကတော့ if item name ဒီ blank ဖြစ်နေမယ်ဆိုရင် blank အတိုင်းထားမယ် blank ဖြစ်မနေဘူးဆိုရင်ကောက် a နဲ့ ဒီတန်ဒီ item name တွေကိုကောင်းသွားမှာပေါ့เนาะ B3 ကနေ B4 B3 ကနေ B5 အဲ့လိုလေးကောင်းသွားမယ်ဆိုပြီးတော့ကျွန်တော်လုပ်ထားပါတယ်။အဲဒါလေးကိုလည်းဒီကောက် in နဲ့ဒီ senior number တွေထိုးရေးထိုးတာလည်းကျွန်တော်ရဲ့ page မှာပေါ့เนาะ video file တင်ထားပြီးသားဆိုတော့ကျွန်တော်အဲ့ဒါလို့လည်းအပြည့်တုံးဝင်မပြောတော့ပါဘူး။အဲနောက်တစ်ခုကတော့ဒါ item code ပေါ့เนาะ item code တွေကိုလည်းကျွန်တော်ကဘယ်လိုလေးလုပ်ထားသလဲဆိုတော့ ဒီ item code တွေကိုလည်းကျွန်တော်က auto generate ဖြစ်အောင်လုပ်ထားပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် group ရှိတယ်ကျွန်တော် item code ကိုကျွန်တော်ဒီမှာရေးထားတာကဒီ group ရဲ့ပြီးတော့ဒီ senior number ရဲ့ကိုချိန်ထားပြီးတော့မှ ရေးထားတာပါနော် group ရဲ့ senior number ရဲ့ကို ရေးပြီးချိန်ထားတာပါ group senior number ကိုတော့ item name နဲ့ကျွန်တော်ကရေးထားတယ် senior number ကို item sorry senior number ကို item name ကိုကောက်ထားတယ်ပေါ့နော်ဒီ group ကိုကတော့ကျွန်တော်ဒီမှာသူရဲ့ group လေးကို data validation list တဲ့ကနေ data validation နဲ့ကျွန်တော်ရဲ့ group list လေးကိုလာထည့်ထားတာပေါ့နော် data validation list လေးနဲ့ကျွန်တော်လာထည့်ထားပါတယ်ဒီ item code တွေကို အော်ဟာပေါ့အော်တိုတက်တော့အောင်လုတ်တဲ့နီးလေးကိုလည်း paste မှာညဝေထားတယ်။အဲ့ဒါလေးကတော့ကျွန်တော်ကဒီ group ရဲ့အဲ group တွေကိုကောင့်တော့ပါပေါ့နော်။ group မှာအဲ group name ရဲ့အဲ့ group တွေကို count infinite count ထားတဲ့ဟာလေးရဲ့ပေါ့နော်။အဲ့ဒါလေးအဲ့လိုလေးလုတ်ပြထားပါတယ်။ဒီနေရာမှာတော့ကျွန်တော်ကဒီ senior name နဲ့တွဲပြီးသုံးထားပါတယ်။ဘယ်လိုလေးလုတ်ထားရလဲဆိုတော့ဒီဒီ item name ကြီး blank ဖြစ်နေမယ်ဆိုလို့ရှိရင် ဘလန်အတိုင်းထားမယ်ပေါ့နော်ဘလန်ဖြစ်နေရဆိုဘလန်အတိုင်းထားမယ်ဘလန်ဖြစ်မနေဘူးဆိုလို့ရှိရင်တော့ဒီ group ရဲ့ပြည့်ရခါကျတော့ဒီ senior နံပါတ်ရဲ့ကိုချိန်သွားတာပေါ့ group ရဲ့ senior နံပါတ်ရဲ့ကိုတွဲပြီးတော့မှဒီနေရာမှာလာပေါ်မယ်ပေါ့ hyphen လေးခံပြီးတော့ group ရဲ့ group ရဲ့ပြီးတော့ group ရဲ့နောက်မှာ hyphen လေးခံမယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီ senior နံပါတ်ကိုချိန်မှာအဲ့ဒီ senior နံပါတ်ကိုချိန်တဲ့အခါမှာ ကျွန်တော်ကကိုယ့်အဟွာပေါ့လေတလုံးနဲ့ရှိရင်ဆိုရင်ရှေ့က3ည3လုံးထည့်ပြီးချိန်မှာပေါ့အဲ့တော့969တက်ကြီးမယ်ဆိုရင်စီနီယာနံပါတ်ကိုပဲယူမယ်69တက်ကြီးမယ်ဆိုလို့ရှိရင်3ည3လုံးနဲ့ပေါ့နော်အဲ့ဒီငတိစီနီယာနံပါတ်ရဲ့ sorry ဒီ group name ရဲ့ senior app ရခါကျတော့ hyphen လေးရဲ့ senior number ရဲ့ကိုချိန်မယ်ပေါ့အဲ့လိုလေးရေးထားတာပါဒါလေးကလည်းဒီကောင်လေးကိုလည်းကျွန်တော်ပေါ့နော် scan shot လေးယူပြီးတော့မှ message မှာထည့်ထားပေး sorry comment မှာထည့်ထားပေးပါမယ်အဲဒါလေးကလည်းကျွန်တော် page မှာတင်ထားပြီးသားဆိုတော့အကျေတဝင်းမပြောတော့ဘူးပေါ့နော်အဲဒါလေးတွေက เนาะ music machine set type ပေါ့เนาะဒါတွေကတော့ကိုလိုချင်တာတွေထည့်ထားတာပါအဲဆိုတော့ကျွန်တော်ကဒီဘက်မှာဆိုလို့ရှိရင်ဒီ inventory တလေးဆိုယူပြီးဒီနေရာမှာ purchase မှာကျွန်တော်ပေါ့เนาะအဝယ်စီးရင်းမှာကျွန်တော်တစ်ချက်ချိတ်ပြပါမယ်ဒီအဝယ်စီးရင်းမှာချိတ်ပြတွေကို purchase return လို့ sale လို့ sale return လို့မှာလဲတခါလဲအလိုလေးပုံစံလေးပဲချိတ်သွားလို့ရတယ်ပေါ့เนาะဒီနေရာမှာဆိုကျွန်တော်ကဒီမှာ date ပေါ့เนาะဒီမှာ man ရှိမယ် year ရှိမယ်ပြီးတော့ကျွန်တော်ကဒီမှာ year and month ဆိုပြီးတော့ comma လေးခံပြီးလဲကျွန်တော်တစ်ခုတစ်ခုလုပ်ထားတယ် ပြီးတော့ invoice number လာမယ်ပေါ့နော်ဒါ supplier numbers လမ်း supplier number name ပါမယ်အဲပြီးတော့ supplier id ပေါ့ကျွန်တော်ဒီမှာပြောင်းပြန်ချိန်ထားပါတယ် supplier name ရဲ့နောက်မှာ supplier id ပေါ့နော်ဒီမှာတော့ကျွန်တော် index match တွေနဲ့ချိန်ထားတာပါဒီမှာတော့ particular ကတော့ကျွန်တော်တို့ ကိုရေးခြင်းတဲ့ဟာရေးပေါ့နော်ဒါ product id ကိုရိုက်တာနဲ့ product id ကိုရိုက်လိုက်တာနဲ့ဒီမှာ product name ကိုကြာလာမယ်ဒါလည်း investment နဲ့ချိန်ထားတာပါကျွန်တော်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ product id ကဒီမှာ inventory list မှာကြည့်လိုက်ရင်ကျွန်တော်ရဲ့ product name ကအရင်အရင်ရှေ့မှာလာပါတယ် item code ကနောက်မှာလာပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ချက်ရင်ဒီကောင်ကတော့ index and match နဲ့ပဲရပါမယ်ဒီကောင်ကတော့ကျွန်တော်ဒီနေရာမှာကျွန်တော် vlookup နဲ့ပေါ့နော်ဒီနေရာမှာ index and match နဲ့ချိန်ထားတာကိုကျွန်တော် vlookup နဲ့ပြန်ချိန်ထားပါမယ်ကျွန်တော်ကပြောင်းပြန်ချိန်ထားတာပါ supplier id အဲ supplier name ကိုရိုက်ပြီး ID ပေါ်အောင်လုပ်ထားတာပေါ့နော်ကျွန်တော်ဒီမှာပြန်ပြီးတော့ supplier ID ရိုက်တဲ့ရင် supplier name ပေါ်အောင်ကျွန်တော်ပြန်လုပ်ပြပေးမယ်ပေါ့နော် ကျွန်တော်ကပေါ့နော်ဒီမှာ video card ရဲ့အတုံးဒီမှာ video app နဲ့ဒီ supplier ID ရဲ့ထည့်ရတဲ့ supplier name ပေါ်တာကိုကျွန်တော် video card နဲ့ချိတ်ပြပါမယ်။ခဏနဲ့ပြောခဲ့လို့ရဲ့ supplier ID ကိုတော့ကျွန်တော် data validation နဲ့ထည့်ထားပြီပေါ့နော်။အဲဆိုဒီမှာဆိုရင်ကျွန်တော် supplier ID ကိုရိုက်ထည့်လိုက်တဲ့ supplier name ပေါ်ဖို့အတွက် video card ကိုသုံးမယ်။ video card ရဲ့ကျွန်တော်အတုံးပြုပုံလေးကိုအရင်အကြံဉာဏ်ရှင်းပြပါမယ်။ video card ကတော့ကျွန်တော်တို့တည့်ရတဲ့အတိုင်းပဲကျွန်တော်တစ်ခါနဲ့ပြောတဲ့အတိုင်း ကုတ်တွေနှိမ့်နေရိုက်လိုက်တာနဲ့အနောက်ကနေသူ့ရဲ့အမီတွေအိုက်တန်နှိမ့်နေပေါ်လာအောင်လုပ်တဲ့ formula လေးတစ်ခုဖြစ်ပါတယ်အဲသူ့ရဲ့ formula argument လေးခုရှိပါတယ်ဒီမှာဆိုရင် vlookup vlookup lookup value vlookup ဝင်စား lookup value ပေါ့နော် lookup value ရှိမယ် lookup value table array column index number true or false ဆိုပြီးတော့ argument လေးခုရှိပါတယ်အဲ lookup value ဆိုတာကျွန်တော်တို့ချာကျင်တဲ့အရာပေါ့နော် code တော့မဟုတ် name ပေါ့နော်ကျွန်တော်တို့ဆိုတော့ item code တော့လကောက်ဝန်ထမ်းတွေရဲ့ id ID code ပေါ့နော်အဲ့လိုမျိုးလေးတွေ code တို့မဟုတ် name ကျွန်တော်တို့ရှာကျင်တဲ့အရာပါ table array ကတော့ကျွန်တော်တို့အကြောင်းအရာတွေကိုရိုက်ထားတဲ့ဇာ item တွေကို list ဆိုလို့ရှိရင်လည်းကျွန်တော်တို့ item table item list တွေကိုရိုက်ထားတဲ့ table ပေါ့နော်နံတေးပဲတို့မဟုတ်ဝန်တန်းစင်းဆိုလဲဝန်တန်းစင်းတွေကိုရိုက်ထားတဲ့နာမည်ပေါ့အခုဆိုကျွန်တော် customer ဟိုဟာပေါ့ supplier တွေကို ချိန်မှာဖြစ်တဲ့အတွက် supplier တွေကိုရိုက်ထားတဲ့အသေးပဲပေါ့နော် supplier list ပေါ့ column index number ကတော့ကိုပေါ်ခြင်းနဲ့ column number ပါအဲ number column number 2ကိုပေါ်ခြင်းသလား3ကိုပေါ်ခြင်းသလားဆိုတာကိုရိုက်2ခြင်းပေါ်ခြင်းသလားဆိုတာကိုရိုက်ထည့်ပေးရမှာပါ2 of 4ကတော့အတိအကျ2ခြင်း0နိစ္စရာရှားခြင်းနဲ့ဆိုရင်1ပါအဲဆိုတော့ကျွန်တော်ဒီမှာအဒီအော်လေးကိုလက်တွေ့ချိန်ပြပါမယ် equal ဒီမှာဆိုရင် equal v lookup ပေါ့เนาะကျွန်တော် v lookup ကိုခေါ်လိုက်ပါမယ် lookup value တေဘယ်အဝေးကဒီ supplier list ပါကျွန်တော်ဒီလိုလေးသွားပြီးတော့မှဒီလို select မလိုက်ရင်လည်းရပါတယ်ပြီးတော့ supplier list ကမှာပေါ့နော်သူ့ရဲ့ name ပေါ်ကျင်တာဖြစ်တဲ့အတွက် name နီး column number 2ပါ2ကောမှာကျွန်တော်အတိအကျပေါ်ကျင်တာဖြစ်တဲ့အတွက်0ပါအဲ့ဒီ enter ခောက်လိုက်ပါမယ်အဲ့ဆိုရင်ဒီမှာလေသူကပေါ်လာပါပြီ ဒီနေရာမှာကျွန်တော်တို့သွားမရိုက်မထဲ့ခြင်းမူဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်နောက်တစ်ခုပြောပါမယ်ဟိုဘက်မှာ select သွားမမတ်ခြင်းမူဆိုတော့ကျွန်တော်က v look at ဒီမှာပေါ့เนาะ look at value comma table array ကကျွန်တော်တို့နာမည်ပေးထားတယ် table array ကိုကျွန်တော်ဘယ်လိုနာမည်ပေးထားရလဲဆိုတော့ supplier list လို့ပေးထားတယ်ဆိုရင်အဲ့ supplier list ကိုပဲရိုက်ထည့်လိုက်လို့ရပါတယ် column index နာမည်က2ပါ comma အတိအကျတူချင်တဲ့အတွက်0ပါ under ခောက်လိုက်ရင်လည်းပေါ်ပါတယ် ဒါလေးကိုလည်းကျွန်တော် second shot လေးနဲ့ပို့ထားပေးမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကတကယ်လို့ဒီကောင်ကို delete လုပ်လိုက်မယ်ဆိုဒီမှာ NA ကြီးပေါ်ပါတယ်ခုမှကျွန်တော်တို့ကဒီမှာပေါ့နော် table ကြီးဆက်ဆက်ဇာတ်ရည်ဆက်တိုးသွားမယ်ဆိုရင်ဒီမှာ table ကြီး ဒီမှာဆို NA တွေပေါ်နေပါတယ် NA တွေမပေါ်ခြင်းမူဆိုရင်တော့ကျွန်တော်တို့ပြောခဲ့သလိုပါပဲ NA မှန်တမျှကိုကြော်လွားနိုင်တာကတော့ if error ပါ if error လေးနဲ့ကျွန်တော်တို့ခံလိုက်ပါမယ် if error ဆိုပြီးတော့ကျွန်တော်တို့ခွင်းစာလေးယူလိုက်မယ်အဲပြီးလို့ရှိရင် comma ဒီမှာ blank ဆိုရင် NA တွေမပေါ်တော့ပါဘူး ဒါလေးကတော့ VLOOKUP ရဲ့အသုံးပြုပုံလေးဖြစ်ပါတယ်ဒါလေးဟိုပေါ့နော် VLOOKUP ရဲ့အသုံးပြုပုံလေးကိုရောကျွန်တော်တို့ဒီ inventory စီးရင်တစ်ခုကို data structure တိရှိပုံလေးကိုရောပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်